။ထမင်းဝိုင်းမှာခွဲခြားကြွေးခံလိုက်ရလို့လူပြောများနေတဲ့ဆိုပြင်းနေနေတော့မင်္ဂလာပါပရိသတ်ကြီးရှင်။အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့ရွှေဆိုင်တစ်ခုရဲ့ထမင်းဝိုင်းမှာကြွေးပကံနဲ့ခွဲကြွေးခံလိုက်ရတဲ့မင်းသမီးဆိုပြေးတဲ့စင်းနဲ့မင်းသားနေထွတ်တို့ရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။မင်းသမီးဆိုပေးတဲ့စင်းနဲ့မင်းသားနေထွတ်တို့ကတော့ကျင်းပေါ်ဇလန်တွဲရဲ့အောင်မြင်မှုတွေနဲ့တူဒီရက်ပိုင်းနေမှာပွဲတက်များစွာရရှိနေတာဖြစ်ပြီးဆေးရွှေနာဆိုင်ကြီးတွေနဲ့ဖိတ်ကြားမှုနဲ့ပွဲတက်များစွာမှာတွေ့နေရတာလည်းဖြစ်ပါရဲ့ ပရိသတ်တွေအားပေးမှုကြောင့်သူတို့ကိုငှားရမ်းကြတဲ့ပွဲတွေအကုန်လုံးဟာပရိသတ်တွေစီကားစွာနဲ့အောင်မြင်တဲ့ပွဲတွေဖြစ်ခဲ့ကြတာပါ။ဒါပေမဲ့ line ball ကိုပြီးတော့တပုတ်ပြန့်နှံ့လာခဲ့ပြီးနောက်မှာတော့ပရိသတ်တွေကြားမှာဝေဖန်မှုအများပြားဖြစ်လာခဲ့တာဖြစ်ပါတယ်။ DBO ဖိုင်ဟာရွှေဆိုင်တဆိုင်ရဲ့ပွဲတက်တွေတက်ရောက်လာပေးကြတဲ့မင်းသမီးစုပြည့်တစင်းနဲ့မင်းသားနေထွတ်တို့ကိုထိုးရွှေဆိုင်ကထမင်းနဲ့တည်ခင်းအခန့်ခဲ့ပြီးဆိုင်းရှင်တွေနဲ့နှုပညာရှင်တွေတဝိုင်းနဲ့အတူစားနေကြတာကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေကတတိထားမိသွားတာတခုကတော့ဆိုင်းရှင်တထင်းမိသားစုကတော့ရွှေပကံရွှေစိုးနေနဲ့တည်ခင်းစားတော့နေကြပြီးမင်းသားမင်းသမီးတွေကိုတော့ရွှေပကံနဲ့တည်ခင်းကျွေးမိတာကိုတွေ့ကြရတာဖြစ်ပါတယ်။စပွဲဝိုင်းတဝိုင်းထဲမှာအခုလိုခွဲခြားကတိခိထားတာကိုတွေ့ကြရတာပဲဖြစ်ပါတယ်။ ီလိုရက်ကိုသတိထားမိသွားတဲ့ပရိသတ်တွေဟာရွှေဆိုင်တထင်းမိသားစုကိုအပြင်းထန်ဝေဖန်ခဲ့ကြပြီးမိန်းသားမိန်းသမီးတွေဆိုတာဖိတ်ကြွေးထားတယ်။ဧည့်သည်တွေပါမြန်မာနိုင်ငံလူမျိုးတွေမှာဧည့်သည်ကိုပို့ပြီးတော့အဝတ်ကြေပုံအောင်အကောင်းတွေကြီးချကြွေးတက်ခင်းအခက်နဲ့ဒလိတာမှရှိတာပါ။အခုလိုလိုရက်ကြီးကရုပ်ပါလုံးတွေဆိုပြီးတော့ဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်။ မင်းသမီးဆိုပြတဲ့စင်းကတော့အာနာရီစိမ့်နဲ့ထမင်းစားနေခဲ့ပေမယ့်မင်းသားနေထိုးကတော့သူတို့ကိုခွဲခြားကြွေးမွေးတာကိုတတိထားမိရဲ့အတွက်ထမင်းကိုစားခဲ့ခြင်းမရှိပါဘူးဝိတ်ချနေရလို့ရေကြီးတဲ့နီးနဲ့ညင်းဆန်ကထမင်းကိုတစက်မှမတိုးထိတ်ခဲ့ပေတဲ့ဗီဒီယိုထဲမှာတွေ့ရတာပဲဖြစ်ပါတယ်ပရိသတ်တွေကတော့ဒီလိုခွဲခြားကြွေးမွေးခဲ့တဲ့ပြည်မှုနဲ့ပတ်သက်ပြီးမြင်ရတာတော့မတည်တည်တာမှန်မေး ထမင်းတဝိုင်းနဲ့လက်စုံတူစားကြပြီးတကက်မာကထမင်းပကံနဲ့အရှံဟင်းပွဲစိုးနေကစားရွှေရောင်နဲ့သုံးထားပြီးတဖက်ကံမာကအကျွေကြီးသုံးထားကြတာနင်းနေတော့ရုပ်ပေါက်နေသလားလို့အမန်ကခေါ်ထားတဲ့နုပညာရှင်တွေကလည်းသူ့ချင်းနဲ့သူရှိပြီးသားပါကျုံကိုင်းမီကိုင်းကျုံမီရှိပြီးသားတွေပါ ကိုဖာသူကိုစားချိန်မှာဒီချိန်တွေကဘလို့စားစားပြဿနာမဟုတ်ပေမယ့်သူတို့ဖိတ်ထားတဲ့နုပညာရှင်တွေကလည်းသူတို့အိမ်မှာဘလို့ပဲပကံစားကြလေကိုမသိရဘူးလေဘလို့ချိန်တွေမှာပဲဖြစ်ဖြစ်ပေါ့ဒီလိုမျိုးတဝိုင်းနဲ့စားချိန်မှာတော့ခွဲခြားစားတော့တာကအမြင်မတည်နေသလိုတစ်ဖက်အတွက်မကောင်းဘူးလို့ထင်မိပါရင်သူတို့ပကံမလောက်ခဲ့ရင်တောင်မှတင့်တယ်အောင်မင်းသားမင်းသမီးတွေကိုအပကံနဲ့ပြောင်းကျွေးလိုက်ပြီးတော့သူတို့ကအိတ်ဖြူပကံနဲ့စားတင်နေဒါမှမဟုတ်လေသူတို့ကိုတိတက်ရင်ကျွေးတာအိတ်ခဏမျိုးလုပ်တင်နေကိုရင်ကိုလာလေတဲ့ဧည့်သည်ကအရေးကြီးဆုံးလေ အနုပညာသမားတွေကိုပေါ်တေကြီးနေချဆက်ဆံနေလို့ပဲမြင်နေလောက်ရဲ့ကြီးကအော်နှလုံးနာစရာကောင်းလိုက်တာနေထုတ်ကပဲစားမလို့မြေယုံနဲ့လက်ပြန်ချအောင်လှုပ်ထားတဲ့ထမင်းဝိုင်းလေးဟင်းကားစားသူတို့ထည့်တဲ့ပကံကတသက်ငါဆိုရင်တော့မစားဘူးအဲ့ဒါပဲကြီးပတ်စံပေးခံလို့ရတယ်ဆိုတော့တထင်းနဲ့တွေ့ကိုကဘာကောင်းမှမဟုတ်တော့ဘူးကိုနေတဲ့စပွဲထဲမှာထိုင်စားရီပကံနေကြခွဲထားရီကို့ပကံနဲ့ကိုစားနေကြမလို့လေထမင်းဝိုင်းကိုနှစ်ဝိုင်းပြင်လိုက်အင်ကိုထမင်းဖိတ်ကျွေးရင်တောင်မှဧည့်သည်ကိုအကောင်းဆုံးနေချပေးတာထုံစံပြီးရုပ်ပါလိုက်တာ ဓာတ်နုမစားနိုင်ရင်စရတဲ့ကဧည့်သည်တွေကိုအရင်ကြွေးကိုကနောက်မှစားဆိုပြီးတော့အမှတ်ချက်ပြုပြောထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရောဓမင်းဝိုင်းမှာခွဲခြားကျွလိုက်တဲ့ဒီပြမှုနဲ့ပတ်သက်ပြီးဘယ်လိုမျိုးချိန်မီမီလဲဆိုတာကိုမမကြီးသွားပေးခဲ့ပါအောင်ရှင်။